ဘလို့ကောင်းတာမျိုးလောက်တာကိုပြောချင်တာလေတပိတော့စိတ်ထားဘလောက်ပဲဖြူစင်ဖြူစင်စိတ်ထားဘလောက်ပဲကောင်းကောင်းရလာတဲ့အကျိုးများတပိတော့မကောက်တဲ့အရာပဲတွေ့ရပြန်မနာလိုတာတော့ အတိုက်ခိုက်တွေမျိုးတပည့်တော်ခံစားနေရတယ်ဗျာတပည့်တော်မှာကြီးပွားရှမ်းသာစရာလည်းမရှိမရှိပါဘူးဗျာရုပ်ရည်ချုံမောစရာလည်းမရှိပါဘူးဗျာဒါလည်းတပည့်တော်မနာလိုရင်တပည့်လူအများနေပါတယ်ဗျာ ဘယ်လောက်ကြာတနေ့ကြာလာရှိပြီဗျာဒီဒီမှာရောက်တာဘယ်လောက်ကြာတွေ့တာပထမတစ်ခါလဲပြီးမယ်တော့တရားစခန်းပြီးမှဒီကြောက်ရလောက်ရတယ်ဗျာဒီလရှင်ဝိဒနာခါရှိပြီဗျာအလုံးလုံးတာအော် ငါသိတာဆက်ရုံမှာဗျာဒါပေမဲ့တပည့်တော့ငါငါအလုပ်တဲ့နေရာမှာမလွှဲပါဘူးဗျာပတ်ကင်လို့ပတ်ကင်ထိုးတဲ့နေရာမှာလွှဲရတာလွှဲရတာပါဗျာအဲ့တော့ကိုယ်လောက်တဲ့လူချင်းချင်းရှင်းပါ တရားနှလုံးသွင်းပြီးတော့အလုတ်လုတ်ကြည့်ပေါ့လောကီကြီးအလုတ်တွေပေါ့နော်အဲ့ဒါကအပြစ်မှမกินပဲလုတ်တဲ့အလုတ်ကအပြစ်မกินဘူးအဲ့တော့ကိုယ်ကလည်းဒီလိုရှားဖွေနေတာကို ဒီပတ်ဆံရှာနေတာကကိုယ့်အတွက်ပဲရှာနေတာပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒါကလောဘဒေါရမောဟကြီးဖြစ်နေတာပေါ့လောဘဒေါရမောဟနဲ့ရှာနေတာပေါ့အများရှာနေလို့ရှာနေတာပေါ့အဲ့ဒါကလည်းအဖြစ်မကင်းဘူးပေါ့နိဒါတော့ပြစ္ဆုတ်ပံကိုမသိတဲ့အဖြစ်ပေါ့အဲ့ဒါကြောင့်လဲဒီ ိစ္စမှန်တယ်မြမေတ္တာဖို့တာပဲလို့ပြောတာလေတရားနားလည်ဖို့ဒီလောကီလုပ်တွေလောကီကိစ္စတွေလုပ်နေတရားရဖို့မလွယ်ဘူးပေါ့တရားနားလည်ဖို့မလွယ်ဘူးဆိုတဲ့မညံဖုန်ညာကိုတားနေတာပေါ့လောဘဒေါရမွားတွေကြီးစီတယ်ပေါ့ဟိုကအဲ့ဒါတွေလုပ်နေတာကအဖြစ်ဖြစ်နေတာပဲအဲ့ဒါကြောင့်လဲဒီ အလုံးမလုံးတော့ဘူးဆိုပြီးတော့အဆံမရှာတော့ဘူးကိုကျိုးမရှာတော့ဘူးဒီလိုမျိုးတရားပဲလုံးတော့မယ်ဆိုတော့လောဂီကိုစွန့်ပြီးတော့တရားလုံးကြတာပေါ့နော်လောဂီလုံးကတာအဖြစ်ကင်းနေစွန့်စရာမလိုဘူးပေါ့အပြည့်ရှိမှမသိလို့လဲလုံနေကြတာပေါ့လေသိလာပြီဆိုရင်တော့မလုံတော့ဘူးပေါ့နောက်တစ်ချက်ကလည်းဒါကိုယ်ကလည်း ဒီဘဝမှာဒါသူများကိုမကောင်းမမြင်တာပေါ့နော်ဒါပေမဲ့အသိဘဝတွေကတော့မြင်ခဲ့တာတွေရှိမှာပေါ့အဲ့ဒီအဲ့ဒီရဲ့အကျိုးပေးပေါ့လေမနာလိုခံရတာမကောင်းမြင်ခံရတာတွေပေါ့အဲ့ဒါတွေကလည်းကိုလုတ်ခဲ့တဲ့ကံတွေပဲပေါ့ကိုမမသိပဲ လူကအမြဲတမ်းကောင်းနေတာမဟုတ်တယ်လို့ပေါ့အမြဲတမ်းလဲဆိုးနေတာမဟုတ်တဘွားတည်းတောင်ကောင်းလိုက်ဆိုးလိုက်ပေါ့ဒါတရားခုလို့တရားထုတ်တယ်ဆိုတော့လဲအမြဲတမ်းလုံနေတာမဟုတ်တာတခါနေမှလာလောက်တာလေကြံတဲ့အချိန်ကျတော့အများနည်းတူသက်ဆန်ရှာတဲ့အလုပ်ပဲလုပ်နေတာပဲလေတရားလည်းအမြဲတမ်းလုပ်တာမှမဟုတ်တာဒါတရားလုံမှတာဒီလိုနားလည်နိုင်တာလေတရားလုံမှတာ ဖရာတရားတန်ခါနဲ့ပတ်သက်တဲ့ကုလိုစိတ်တွေဖြစ်တော့ပတ်ဆိုင်ရှာနေလို့ပဲဖြစ်ပါမယ်အဲ့တော့ပတ်ဆိုင်ရှာနေတော့ဘဝတော်တော်မွာတွေဖြစ်နေတာပေါ့အဲ့ဒီအကုလိုကြောင့်လဲအဲ့ဒါတော့ပြစ္ဆုတ်ပံအကုလိုပေါ့နော်အတိတ်ကသူတစ်ပါးကိုမကောင်းမြင်ခဲ့တာတွေမကောင်းပြောခဲ့တာတွေဒါတွေကလည်းအခုပြန်ခံရပြီဆိုတော့ဟာသူလှုပ်တယ်လို့ကိုယ်လည်းလှုပ်ခဲ့လို့ပဲဒီလှုပ်တွေက ူနဲ့ကိုယ်နဲ့အတူတူပဲလေဒီသူလဲဒါဘုန်းကြီးဒီလားရှင်မဟုတ်ဘူးကိုယ်လဲမဟုတ်ဘူးသူလဲအလုပ်လုပ်တယ်ကိုယ်လဲအလုပ်လုပ်တယ်ဒါဘဝတူချင်းပဲလေအဲ့ဒါ तू မကောင်းတာလုပ်တယ်ဆိုလဲကိုမလုပ်ရင်တော့မှဒါကိုအသိကလုပ်ခဲ့တာကိုရဲ့အသိကလုပ်ခဲ့တဲ့ကံကိုပြန်ပြီးတော့အကျိုးပေးတာအဲ့ဒါတော့သိကြတယ်အဲ့လိုမျိုးလက်တွေ့နှလုံးသွင်းကြည့်ပေါ့နော်အဲ့ဒါဆိုရင်နောက် နောက်ထပ်ဝေကျွေးရတော့ဆန့်မယ်ဒါပေမဲ့သူများကတော့မကောင်းမမြင်တော့ဘူးမကောင်းမပြောတော့ဘူးဆိုပြီးတော့ပြစ်ဆုတ်ပံမှာမလုပ်ဘဲနေခြင်းအပြင်ကာကွယ်ရမှာပေါ့တခြားလူတွေကိုလည်းအဲ့ဒီလိုပဲတင်ပေးရတာပေါ့နော်ဆရာတော်ဆိုရင်ဒီလိုပဲတင်ပေးနေတာကိုလည်းအဲ့လိုပဲကျင့်တယ်လေကျင့်တဲ့အခါကျတော့အတိတ်ကကံတွေကြောင့်ခံရတာတော့ရှိတာပေါ့လေမကောင်းမြင်မကောင်းပြောပေါ့ဒါပေမဲ့ပြစ်ဆုတ်ပံမှာမလုပ်တဲ့အခါကျတော့ပြစ်ဆုတ်ပံမှာတော့မကောင်းမမြင်တော့ကိုယ့်အပေါ်မှာမကောင်းမြင်တာတွေ မကောင်းပြောတာတွေဒီအတိတ်ကံကြောင့်လာဖြစ်တဲ့ပြစ္ဆုတ်ပံကံကြောင့်မဖြစ်တော့ဘူးပေါ့မကောင်းမပြောပင်မဲ့အကောင်းတော့ပြောတယ်လူတွေကကောင်းတာတွေကိုတော့ဆရာတော်ကပြောပြောပြဒါကတော့ငကွားငကွားကြတော့မကောင်းမဲပြောမယ်မကောင်းမဲမြင်မှာအခုကြတော့လူတွေကကောင်းတာတွေကိုမြင်ကောင်းတာတွေကို မြင်အောင်ကြည့်ပေးတယ်လေကောင်းတာတွေကိုပဲမြင်တတ်အောင်ကြိုးစားရတယ်ပေါ့ပြောင်းပြန်လုပ်လိုက်တာပေါ့မကောင်းမြင်တဲ့နေရာမှာအကောင်းမြင်တယ်မကောင်းပြောတဲ့နေရာမှာအကောင်းပြောတယ်အခုဆိုလဲဒါအလုံးမလုံးတဲ့လူတွေကသူတို့အလုံးလုံးနေတာပဲလေကိုယ်မကောင်းပြောတယ်မကောင်းမြင်တယ်ဆိုလဲသူတို့ကအလုံးလုံးနေတာကောင်းတာပဲအဲ့လိုပဲ ကျမ်းမာနေတာကောင်းတာပဲပေါ့လုံနိုင်နေတာလည်းကောင်းတာပဲသူတို့ကလည်းကောင်းတဲ့အချက်တွေရှိတာပေါ့ဒီလိုနားမလဲတာတော့မကောင်းဘူးပေါ့မကောင်းဘူးဆိုရင်လုံးဝမကောင်းဘူးတော့မဟုတ်ဘူးပေါ့နော်အဲမကောင်းတာရှိတယ်လို့ကောင်းတာလည်းရှိတာပဲလေအဲ့လိုကောင်းတာဝယ်ကြည့်တယ်ပေါ့ဒါလည်းသူတို့ကလည်းရှာလေးလို့တရားနဲ့မတွေ့သေးလို့ပေါ့သူတို့ဒါတရားနဲ့တွေ့ရင်လည်း သူတို့လည်းပြောင်းလဲသွားမှာပဲပေါ့သူတို့ဒါဒီလိုတရားတွေနားရတယ်ဆိုရင်အမကောင်းမပြောတော့ဘူးမကောင်းမမြင်တော့ဘူးကောင်းတာပဲမြင်အောင်ကြည့်တော့မယ်ကောင်းတာပဲပြောတော့မယ်ဆိုပြီးတော့ကုတို့ဖြစ်အောင်ပဲကုတို့ဖြစ်ကုတို့ဖြစ်စေတဲ့အလုပ်ပဲလုပ်တော့မှာပေါ့မကောင်းမြင်မကောင်းပြောတဲ့အကုတို့ဖြစ်တဲ့အလုပ်တွေကိုမလုပ်ရဲတော့ဘူးပေါ့အဲဒါလည်းပြောင်းလဲသွားမှာပဲလေ ကိုတော်မတရားနဲ့တွေ့ရပဲသူတို့လည်းကိုနဲ့ဘဝသူပဲသူတို့လည်းတရားနဲ့တွေ့နိုင်တာပဲအဲ့လိုပေါ့ကိုတော်ခုလိုနားလည်ရင်သူတို့လည်းနားလည်နိုင်ကိုတော်ကျင့်နိုင်သူတို့လည်းကျင့်နိုင်မှာအဲ့တော့တရားရှင်းသွားမယ်ပေါ့ကိုရှင်းစရာမလိုအောင်အဒီတရားတွေမြ мян နားလည်မြ мян ကျင့်ဖို့ပဲကြိုးစားရမှာပေါ့နော်ဒါဆရာတော်တရားနဲ့ဖြည့်ရှင်းတဲ့နည်းပေါ့တယောက်တည်းပြည့်တဲ့နာအောင်ပြောရမလို့ဒါတွေက မြန်မာတွေမှာအများစုဖြစ်တဲ့ပြဿနာပေါ့တနိုင်ငံလုံးဒီပါဖြစ်နေတဲ့ပြဿနာအဲ့ပြဿနာကိုတရားနဲ့ရှင်းနေတာအဲ့တော့အလုတ်သူလုတ်တယ်ဆိုတဲ့ဟာဒါကိုကပို့လုံနိုင်ရင်သူတို့ကမကြိုက်ဘူးဒါပဲကိုကပို့ပြီးတော့ခရူးဆိုင်တာခံရရင်ဂျန်တဲ့လူကမကြိုက်ဘူး ဒါလည်းကိုလည်းအဲ့ဒီလိုမကြိုက်ခဲ့လို့ပဲလေ။ကိုကဘာမှတော့အပြစ်မရှိဘူးပေါ့။ဒါပေမဲ့လူတွေရဲ့လူလိုနေတာကအပြစ်ရှိတာလူတွေကကိုယ့်တဲ့တိုင်းမနာလိုဘူး။အဲ့လိုသူများကိုဂယုဆိုင်မကြိုက်ကိုယ်ပဲဂယုဆိုင်စေခြင်းနဲ့အဲအဲ့ဒါတွေကလူတွေရဲ့အပြစ်တွေပေါ့နော်။အဲလူတွေအနည်းငယ်များတော့ရှိနေတဲ့အပြစ်တွေပဲ။အဲ့ဒီအပြစ်တွေကိုကိုယ်လည်းဖြစ်ခဲ့တယ်ကိုကအခု လုံရင်တော့အသိဘဝတွေကလုတ်ခဲ့တယ်ပေါ့အဲလုတ်ခဲ့တော့ပြန်ခံရတယ်အဲ့ဒါဝိကြီးပဲပေါ့ကိုကံတရားစီရင်တာပဲပေါ့ဒါတော့ဘယ်သူမဆိုခံရမှာပဲကိုမခံရမှာမဟုတ်အဲ့ဒါတရားပဲလေအဲ့လိုနားလည်ဖို့လိုတာပေါ့နားလည်ပြီးတော့ကိုယ့်အောင်လုံးဆရာရှိတာဆက်လို့အကျွေးဆိုင်နေတဲ့ဆက်လို့ဒါပဲပေါ့ ဒါဆရာတို့တရားဟောတယ်ပရိဒါလုပ်တယ်အဲ့ဒါလည်းဒီတိုင်းပဲဆရာတို့ကိုယ့်အလုပ်ကိုလုပ်တာပဲဒါပေမဲ့မနာလိုတဲ့လူကရှိတာပဲမကြိုက်တဲ့လူကရှိတာပဲဘာဆိုတော့လူတွေရဲ့အကျင့်ဝါပါเนาะကိုယ့်တဲ့ပို့လုပ်နိုင်ရင်ဒါမကြိုက်တာတွေရှိတယ်အဲကိုယ့်တဲ့လာလာပါပေါ်ရင်ဒကာရမများရင်မကြိုက်တာတွေရှိမယ် အဲ့တော့ဒါဒါကိုယ့်အပြစ်မဟုတ်ဘူးလေလူတွေရဲ့အပြစ်ပဲကိုယ့်အပြစ်ဆိုတာကိုကတော့ကိုယ့်ရဲ့ပြစ်ဆုံးပံအပြစ်မဟုတ်ဘူးပေါ့နော်အတိတ်ရဲ့အတိတ်ကအပြစ်ပေါ့အဲ့လိုမျိုးအခုကလည်းဆရာတော်တို့ကဒါလုံနိုင်တယ်ဆိုတာလေအဲ့ဒါတွေကိုဂယုမဆိုင်လို့လုံနိုင်တာလေသူပြောသူပြောတာဂယုဆိုင်နေအခုတော့လုံလို့မရအောင်အလုံလုံလို့မရအောင်များကျိုးလဲဆောင်ရွက်လို့မရအောင် သူတို့ကမနာလိုတာတွေမကောင်းမြင်တာတွေအဲ့ဒါတွေကိုဂယုမဆိုင်ပဲနဲ့လှုပ်ရှားရှိတာလှုပ်လို့အဲ့ဒါတွေကိုဥပက္ခပြုပြီးတော့မှကိုကောင်းရင်ကောင်းမရဘူးဆိုပြီးတော့ဒီဇိုင်းမှတ်မှတ်လှုပ်လို့ဒါဒီလိုမျိုးလှုပ်နိုင်တာအဲ့ဒါတွေဂယုဆိုင်နေလှုပ်လို့မရအောင်အဲ့ဒါတွေကဒါတရားနဲ့ယောဂီစိတ်နဲ့ကြည့်တဲ့အခါကျတော့ဒါတွေကကိုယ်ကံပဲပေါ့အဲ့လိုလူလူနေတာမကောင်းအဲ့ဒါကြောင့် ယောဂီလိုပဲနေတော့မယ်ယောဂီစိတ်ပဲမွေးတော့မယ်ဆိုပြီးတော့ဒါကိုယ့်ရဲ့လူစိတ်ကိုစွန့်တာပါလေလူတွေကအမှားကိုပြင်တာပါလေမြင် အဲ့ဆရာလေးရတယ်ဒါကိုကိုလောက်ကတလောက်ကြီးလဲကြီးပွားချမ်းသာစရာမရှိဘူးအဲ့လိုပြောတာနားလဲထားရင်ဘာဘာလို့လုံနေတော့မလုံနေတော့အခုတရားပဲလုံတရားလုံတာမှပို့ပြီးတော့အောင်မြင်နိုင်အောင်မယ်ပို့ပြီးတော့လပ်ပစရာမရှိဘူးထင်လဲတရားလုံရင်တော့ဒါတရားတီလာတရားတရားလုံရင်တော့အလပို့ပြီးတော့လပ်ပလာအောင်မယ်အဲ့လိုမျိုးပါတပည့်တော့စိတ်ချလို့မရသေးပါဗျာတပည့်တော့သမီးနေတရားရှိသေးပါတယ်ဗျာ